ကြည်ပါတယ်လို့ပြောရအောင်တဲ့လိန်စေးတွေအကုန်လုံးကဂျင်းနေเนาะအဲ့ဒါကိုယာနဲ့ချီတဲ့အမျိုးသားသူကြီးอ่ะအဲ့ဒါအဲ့ဒီစေနာမကြီးနေလို့တဲ့ဝယ်လိန်ဂျင်လို့မလို့ဆရာရဲ့အကြံပေးပါအောင်ဆိုပြီးလာလာမေးနေကြလို့ဒီဗီဒီယိုလေးနဲ့ဖြည့်ပေးလိုက်တာ เนาะအဲ့တော့အမျိုးသားတစ်ယောက်ကနော်သူပုံမှန်ရှင်ရဲ original site ထက်ကြီးမလာနိုင်တော့ဘူးဆိုတာကိုကျမ်းမာရေးဘုဒ္ဓရအောင်ပြောပြမယ်အဲ့တော့တို့အမျိုးသားတွေမှာเนาะအသက်7နှစ်ကနေ21 1နှစ်နဲ့21เนาะအဲ့ဒီအသက်ရွယ်အပိုင်းခြားကြားထဲမှာအမျိုးသားနဲ့ဆိုင်တဲ့ဟော်မုန်းစီเนาะအမျိုးသားဟော်မုန်းเนี่ยအလုံးရင်းလိုက်ထွက်လာပြီးတဲ့ခါကျတော့အဲ့ဒီကြားထဲမှာတဖြည်းဖြည်းနဲ့ကြီးတော့လာလိုက်တာအသက်21နှစ်အရွယ်ရောက်လို့ရှင်ရက်သွားပြီ ဘလို့အကြောင်းအကြောင်းနဲ့မှပို့ပြီးတော့ကြီးမလာနိုင်တော့အသက်20နှစ်မှာ၄လက်မှရှိတဲ့သူက၄လက်မှပဲ၅လက်မှ၆လက်မှရှိတဲ့သူကအဲ့ဒါပဲအဲ့ဒီထက်ပိုကြီးလာနိုင်စရာအကြောင်းမရှိတော့နော်အဲ့တော့ ဘာဖြစ်လို့လဲဆိုတော့ဒီကြွက်သားအဆိုင်ခဲကြီးတစ်ခုကြီးထွားလာဖို့ဆိုတာကတော်တော်ကြီးကိုမလွယ်ကူတဲ့ကိစ္စဥပမာဒီလက်ပေါ့လက်ချောင်းလေးကိုကြည့်လိုက်ဒီလက်ချောင်းလေးကအယိုးတွေပါတယ်အရွတ်တွေပါတယ်ပြီးတဲ့အခါကျတော့ကြွက်သားလေးတွေပါတယ်ဒီလက်ချောင်းကြီးကိုဆေးလိမ့်လိုက်အောင်နဲ့တော့ဒီလက်ချောင်းကြီးကကြီးလာပြီးတုတ်လာပါမယ်ဆိုတာဖြစ်နိုင်ပါမလားစဉ်းစားလေ နော်အဲ့ဒီကကြတော့အဲ့ဒါလုံးဝလုံးဝမဖြစ်လာနိုင်ဘူးနော်အဲ့ကကြတော့အဲ့ဒီလိန်စေးတွေအကုန်လုံးဒီအရေပြားကိုလိန်ရတဲ့ဟာတွေသွေးလည်ပတ်မှုကောင်းပြီးတော့ထောင်မတ်မှုအားကောင်းလာတာလောက်ဆိုရင်တော့ဖြစ်နိုင်ဖြစ်နိုင်တယ်ခုနပြောသူလေးလက်မရှိတဲ့ကောင်ခုနှစ်လက်မရှိလာတာတို့နော်၆လက်မဖြစ်သွားတာတို့ဆိုတာလုံးဝလုံးဝမဖြစ်နိုင်ပါဘူးနော်အဲ့တော့ ဒီကျွတ်သားဆိုင်ခရီးကြီးလာဖို့ရာအတွက်နတ်တို့လက်မောင်းကျွတ်သားကြီးဖို့တော်မှနှင်းနဲ့ချီပြီးတော့ကြတော့လေးချိန်ခန်းနေလှုပ်ဆေးပေါင်းစုံနေတောက်နော်အာဟာရတွေပရိုတင်းတွေစားမှသာလေဒီလက်မောင်းကြီးကကြီးလာတာအဲ့ဒီလိုမျိုးလက်မောင်းလေးချိန်ခန်းလိုမျိုးလဲဒီနေရာကိုသွားပြီးလေးချိန်ခန်းခဲဆွဲပြီးမလို့လဲမရဘူးနော်အဲ့ဒီခါကျတော့အာခဒီဒီအောက်ပိုင်းပေါင်းအတွန်းသားမှာရှိတဲ့တင်မစုံအတွန်းပိုင်းမှာရှိတဲ့ကျွတ်သားတွေကိုလေးချိန်ခန်းလုံရင်တောင်မှသွေးလည်ပတ်မှုကောင်းနိုင်တဲ့ထောက်မှတ်မှုအားကောင်းလာနိုင်တဲ့ဒီလောက်ပဲ ကြီးမလာဘူးအဲ့ဒီအလုံးကြီးကနာအဲ့ဒီအချောင်းကြီးကကြီးလာဖို့ညာခိုင်တော့မရှိဘူးအဲ့တော့ကျွန်တော်ပြောပြချင်တာကစေးလိန်လိုက်ယုံနဲ့နောက်နေရီကန်နဲ့ခုံချလိုက်သူ၄လက်မ6လက်မ9လက်မတွေဖြစ်သွားတယ်ဆိုတာဂျင်းမှာလုံးဝမဖြစ်လာနိုင်ကိုယ့်ရဲ့ဗီဇနောက်ကိုယ့်ရဲ့ဗီဇကိုယ့်ရဲ့မျိုးယူအဲကိုယ့်ရဲ့ဟော်မုန်းထွက်လာတဲ့အနေအထားနဲ့ကို20နှစ်မှာရောက်ခဲ့တဲ့အနေအထားအဲ့ဒါဒီဘဝဒီအမြပဲပြီးသွားပါပြီနောက်အဲ့ဒါအဲ့ဒီလိန်စေးတွေပတ်စံကုန်ခံပြီးတော့ မလိမ့်ကျင်ပါနဲ့လိမ့်လည်းထူးခြားမှာမဟုတ်ပါဘူးအဲ့တော့လိမ့်ပြီးသားလူတွေလာပြောပါတယ်နောက်ဘာမှမထူးခြားပါဘူးတဲ့ပတ်စံကုန်တာပဲအဖက်တင်ပါတယ်တဲ့အဲ့တော့ကြီးစည်းလိမ့်စည်းတွေအကုန်လုံးကကျင်းပါနော်အဲ့တော့နိုင်ငံကြီးတွေမှာဆိုရင်မှသူတို့နိုင်ငံတွေမှာဆိုလို့ရှိရင်လိမ့်စည်းလည်းမရှိဘူးစားစည်းလည်းမရှိဘူးနော်သူတို့နိုင်ငံတွေမှာခွဲစိတ်ပြုပြင်တာမျိုးပဲရှိတယ်အဲ့ခွဲစိတ်ပြုပြင်တာမှာကုန်ကျစရိတ်များပြီးဘေးထွက်ဆိုးကျိုးတွေများလို့မလို့ဘူးမှမလုပ်ဘူးနော်အဲ့တော့ကြီးဖို့ဟာဆိုတာလုံးဝမလွယ်ဘူးတဲ့ကိစ္စ